ောက်တဲ့ဟိုနှလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဓိကတော့ commodity စာကောင်းပေါ့အဓိကအပြင်များတဲ့ရှစ်ခုကျွန်တော်ဥမာ briefly ပြောပြမယ်ပေါ့နော်ဒိုဂျော့ပေါ့ကွာပမာဒိုဂျော့ပြောပါမယ်ဥမာအဓိကအများစုဖြစ်တာဘာလဲဆိုတော့ဒါသွေးကြော coronary artery ဆိုတာနှလုံးသွေးကြောကျင်းတာပေါ့အဲ့တော့သွေးကြောတိတိလေးတွေမှာသွေးကြောကျင်းတာမြန်မာနိုင်ငံမှာအများစုကအဲ့ဒါပဲနှလုံးသွေးကြောကျင်းတယ်ဆိုတော့အဆီစားလို့ကြီးမဟုတ်ဘူးကာဗွန်ဟိုက်ဒရိတ်စားလို့ဖြစ်တယ်ကျွန်တော်ပြောပြလို့ပေါ့သမင်းကိုရှော့လိုက်ရင်ပြုလို့နှလုံးသမားတက်တာတယ်ဆိုတာဒါကိုပြောတာနေဟုတ်လား အဲ့ကြောင့်သူကသွေးကြောချင်းနေဆိုရင်ရင်ဘက်အောင်တာပေါ့နော်သူကဒီ chest pain လို့ခေါ်တာကွာဒီအဲ့ဒါနဲ့လာတယ်ပြောဒါရင်ဘက်အောင်နေတဲ့အဲ့လိုမျိုးအဲ့ဒါရေကျပခုံးလာတာပေါ့နော်ညာဘက်အဓိကညာဘက်မဟုတ် sorry ဘယ်ဘက်ပခုံးလာတာတော်တော်လေးအိမ်မစိုးရင်ဆရာတို့ကြီးနော်သူကဘယ်ပခုံးမဲလာတာလဲအကောင်းကြီးဒီရပိုင်းပဲရှိသေးတယ်လေသူကဒီနေ့အကောင်းကြီးပြည့်စီပိုင်လဲနေတယ်မနေ့ကကျတော့ဆေးရောက်သွားတယ်ဒုံးဆုံးသွားတယ်ပေါ့နော် IC ရောက်သွားတယ်ဆိုတော့အဲ့ဒါအတီးသူကနှလုံးသွေးကျင်းတာ ကိုရိုနီအာရီဒစီပေါ့နော် CAD လို့တုံးတယ်နံပါတ်1ကကြတော့အများဆုံးဖြစ်ကြတာနှလုံးခုန်ချက်မမှန်တာဒါကျွန်တော်အမြင်နဲ့ရှင်းပါလေပြောပါ AF လို့ဟာမျိုးတွေပေါ့နော်နှလုံးစိချက်မမှန်တာပြီးရင်နှလုံးခုန်ချက်နှေးတာတွေခုနောက်ပိုင်းတွေ့လာတယ်ပေါ့နော်အသက်ရွယ်ရတယ်နှလုံးအားနည်းလာတဲ့ခါကျဆက်တက်ရတယ်ပေါ်လာတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါကိုကျွန်တော်လူနာတယောက်ဆိုလိုက်လို့ဘူးကနေမိုက်ကနေဖြစ်သွားတယ်သူကကြီးပေါင်းလည်းမဟုတ်ဘူးသူ pressure တော့အမြဲတက်တယ်တက်ပြီးတော့သူကအဲ့လိုအစီရမ်းများတယ်ပေါ့အဲ့ရနေစမှာနှလုံးခုန်ချက်ကနှလုံးကအားနည်းသွားတာ အားနဲ့သွားပြီးတော့ brady guardian လို့ခေါ်တယ်နှလုံးခုန်ချက်က50ယောက်ကျသွားတယ်အဲကျွန်တော်ကျွန်တော်ရှင်မှာအများနဲ့ခုနေတယ်ဒီဒီဆိုကျွန်တော်ကဒါတစ်ချက်ခက်ချက်ကြည့်လိုက်တဲ့ခါကျတော့မဟုတ်မဟုတ်ဘူးသူယောဂါကကပြနေကြမိသားစုဆံဝင်ဆိုတဲ့ခါကျလိုတယ်ပြနေကြဆိုတော့သူဟာမဟုတ်ဘူးပီကြီးပေါင်းလည်းမဟုတ်ဘူးအမှုယောဂါလည်းမဟုတ်ဘူးနားနားမှလည်းအနာတွေပါမရှိဘူးနားယောဂါလည်းမဟုတ်ဘဲနဲ့မူးနေတယ်ဆိုတော့နှလုံးခုန်ချက်ကကြည့်လို့နှေးနေတော့ဟာအစီအစဉ်ဆွဲတိုင်းမှာတွေ့ရော brady guardian ဆိုတာနှလုံးဆံဝင်နဲ့လွှဲလိုက်ရောအဲသူက 24 hour ပါဘာ24နာရီတော့ ECG ကိုအိမ်မှာတက်ပြီးလွယ်ပြီးတော့အိမ်မှာတနေကုန်နေဆက်လိုက်တဲ့ခါကျတော့ဟုတ်တယ်90အောင်နေကြနေတဲ့ခါကျတော့ဆက်တက်ရတယ်နော်အဲ့လိုမျိုးလည်းရှိတယ်နှလုံးခုန်ချက်မြန်နိုင်လည်းရှိတယ်အဲ့ဒါဆိုတော့တိုင်းရိုက်နဲ့ဆက်ဆက်တာရှိတယ်တခါကျတော့နှလုံးခုန်ချက်မှန်မှန်တာလည်းရှိတယ်အဲ့ဒါကြောင့်လေဖြတ်နိုင်တယ်သွေးကြောတွေကပိတ်နိုင်တာပေါ့နော်သွေးကြောတွေအုံနာမှာသွားပြီး flux ဆိုပြုတ်သွားတာတော့အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုက heart failure ပေါ့ဒါကတော့ဒီသွေးရိုးကြောင့်မို့လို့ဖြစ်တယ်မြန်မာနိုင်ငံမှာအဖြစ်များဆုံးကသွေးရိုးကြောင့် เนาะအရင်တော့ဟက်တက်ဖြစ်ထားပြီးနောက်လုံးသူရောကျင်းလာပြီးနောက်တစ်ချိန်မှာဟက် failure ဝင်သွားရင်တော့သွားပြီးပေါ့เนาะနောက်လုံးကကောင်းကောင်းပတ်မလုပ်နိုင်တော့ဘူးပေါ့เนาะအဲ့ဒါနှလုံးဟက် failure ဝင်သွားတယ်เนาะအာနှလုံးကြီးကြီးလာတာပေါ့เนาะအဲ့ကြောင့်မို့ကျွန်တော်ပြအရောင်ဆောင်ရဲ့တက်မှတ်ရရင်ကိုယ်နှလုံးကိုကြီးကိုယ်နှလုံးရဲ့ site ကကိုယ့်ရဲ့ bevel လက်သီးစုံတစ်ခုပဲရှိတယ်အဲ့ထက်ကြီးနေပြီဆိုရင်တော့တတိထားသွေးတို့ရအောင်ထိန်ဝိချတော့အစီ short ငန် short เนาะအချိုးတွေမစားနေတော့เนาะအဲ့ဒါအဲ့လိုမျိုးပြောပြတာပါเนาะအဲနံပါတ်၄ကကြတော့ အဆိုးရှင်ထိတာတွေပေါ့နော်ဒါမြန်မာနိုင်ငံမှာလည်းဖြစ်များဆုံးပဲအဆိုးရှင်ကျင်းတာရှိတယ်မလုံတာရှိတယ်ဘာတစ်ခါကျတော့ပြက်တာရှိတယ်အဲ့ဒါကျတော့ဘာဖြစ်လဲဆိုတော့တက်မှာတချို့ကဘာတွေနဲ့ဆက်ဆက်လဲဆိုတော့ဟွာပေါ့ကွာဒီဒီနှလုံးလေးပတ်နာတော့ဘာတက်မလားအေးကြောက်ရမလားအေးဆိုတက်တာဘာညာပေါ့နော်အဲ့လိုတွေလည်းရှိတယ်ပေါ့နော်နံပါတ်5ကကျတော့ဟွာမိုင်ယိုပတိကာရီမိုင်ယိုဆိုမာဆယ်အပြော့တာပေါ့နော်မာဆယ်နှလုံးနှလုံးရဲ့ဟွာမာဆယ်မှာယောဂရရတယ်နှလုံးလည်းကြွတာပဲနှလုံးကြွတာယောဂရရတာအဲ့မှာနှလုံးကြွတာတွေက အခန်းကြီးကျဲတာတွေရှိတယ်နော်ဝီးဖြစ်တာတွေရှိတယ်ပြီးတော့နှလုံးကြောသားထူတာတွေရှိတယ်နော်ပြီးရင်နှလုံးကြောသားကပဲတဲ့မားတာတွေလည်းရှိတယ်အဲ့နှလုံးမှာကိုယောဂအများကြီးအခုနံပါတ်5ပေါ့ကျွန်တော်ပြောရှစ်ခုပေါ့နော်အဲ့တော့အဲ့ကြောင့်မလဲနှလုံးဆံဝင်တည်တံ့ဖြစ်တာကိုဒါကျွန်တော်တို့ကထွေဖို့တော့နှလုံးကိုတည်တံ့ line specialize သွားကြတာပေါ့နော်နံပါတ်6ကကျတော့ဟိုဟာအဲ့နှလုံးကိုကာထားတယ်အဲ့အိတ်ရှိတယ်ကွာနှလုံးမင်းမှာကာထားတယ်အိတ်လေးရှိအဲ့အိတ်ကရောင်မြန်ရော နှလုံးကနှစ်ထပ်ပေါ့ကွာအပေါ်မှာအမေးပါလေးရှိသေးတယ်အဲ့ဒါပရီဂါဒီယန်လို့ခေါ်တာနှလုံးကိုကျက်သားကိုကာထားတဲ့နေရာမှာအိတ်လေးအိတ်အိတ်ပါရောက်နေတယ်เนาะသူကပိုးဝင်တာပေါ့နောက်ခေါက်အော်ဒီမျိုးတွေပေါ့နော်အဲ့ဒါကနောက်ပိုင်းလာတယ်အော်ဒီမျိုးတွေပေါ့နော်အဲ့ဒါပရီဂါဒိုက်တိတ်လို့လည်းသုံးတယ်အေးသုံးရပဲနံပါတ်ခေါ်ကြတော့မွေးရပါနှလုံးရောကအေးဒါကတော့ခေါ်ကြနေတယ်ဒါကတော့မတက်နိုင်ဘူးပေါက်တွေချင်းတာတွေကျဲတာတွေပါလာတာဒါကတော့ပုံမှန်မဟုတ်တဲ့နှလုံးမှာအဲ့လိုမျိုးပေါ့နော်ပုံမှန်မဟုတ်တာတွေပါလာတယ်ဒါကမွေးရပါပေါ့နော် structure တွေသူက have prevention နဲ့မှတ်ခွန်အားကြတော့เนาะ မတ်6ကတော့ pulmonary hypertension လို့ခေါ်တယ်အဲ့ကောင်ကကျတော့အဆုတ်မကောင်းလို့နှလုံးထိတာအဲဒါလို့ရှင်နော်ခါကြအေး congestion ဖြစ်တာတွေအသေးမကောင်းလို့နှလုံးကြီးတာတွေအဲ့လိုမျိုးကြီးလည်းရှိတယ်နှလုံးရောဂါတည်တံလည်းမဟုတ်ဘူးအဲ့အသေးတို့အဆုတ်တို့နှလုံးတို့မကောင်းကြောက်ကြောက်ကတော့မကောင်းမဲနဲ့အသေးမှာသွားပြီးတော့ရေဝိုင်းတိုင်းလည်းရှိတာပဲအဲ့တော့ဒါတွေကနှလုံးနဲ့ပတ်သက်ရင်အများကြီးပါဟိုဘာယောဂါတည်ချင်တာတွေဒါကတော့အများစုရှင်းချက်ပါနော်ဒါအကြံမြင်လေး ချက်ရှိတယ်အဲ့ဒီမှာမှသူကကိုကဘာနဲ့ဖြစ်တယ်မြန်မာနိုင်ငံမှာအဖြစ်များဆုံးကနှလုံးသွေးရောကျင်းတာပေါ့နှလုံးကြီးတာပေါ့သွေးလိုပေါ့နှလုံးရောဂါပေါ့နော်မွေးရပါကတော့ဟိုဒါတော့ရှားပါလေနော်ပြီးရင်နောက်တစ်ခါကျတော့နှလုံးလေးဘက်နာတွေများတယ်အော်ဒီမီဖြစ်တယ်ခုနကပရီကာဒိုက်တစ်တွေရှိတယ်ဒီကစီးချက်မမှန်တာများတယ်အဲ့တော့ဒါတွေကဟို channel မှာကျွန်တော်ဖြည့်ရှင်းရတာလေးရှိတယ် ဟိုမရရင်ကျွန်တော်လွှဲရတာတွေရှိတယ်နှလုံးနဲ့ပတ်သက်တာကိုဒါတွေကကျွန်တော်တို့ခုနိုင်တာတော့ခုတယ်ခုနိုင်တာကျွန်တော်လွှဲတယ်ပြီးရင်ဆရာဝန်ကြီးကပြန်လာတယ်ဆိုရင်တို့ကဒီတော့ဆရာဝန်နဲ့တိုင်ပင်နဲ့ဒါတွေညှိတယ်ဟာဒါတွေကတော့ခုနဲ့မြန်နေလာပြတယ်ဟာဒီစိတ်နဲ့ဖြတ်လို့မရဘူးเนาะအနေလုံးသူချင်းစီကတသလုံးသွားမှာเนาะဟိုဘယ်လိုမျိုးကျွန်တော်ကဟိုအရှင်းပြန်ပေးရတာပေါ့เนาะသူ့ education ပြန်ပေးရတာပေါ့เนาะဒီလိုလေးပါမိသားစုဆရာဝန်ဆိုရင်ကဏ္ဍကဒါတွေပဲဟိုတမားဝန်နဲ့ပြလာတယ်နှလုံးဆရာဝန်ပြလာတယ်တို့တို့နိုင်ကွာနီးနေတာဟိုနိုင်မကောင်းဖျားနာဆိုရင်ဒါလာပြတယ်အခါကျတို့ကစေးတွေ ောက်ချင်တာရှိတယ်မတောက်ချင်တာရှိတယ်သူတို့ဘာလို့ကိုဆွေးတိုးလျှောက်လို့တာရှိတယ်အဲဖြတ်လို့မရဘူးနော်သူကျဲစီလျှောက်လို့မရဘူးနော်အဲအဲ့လိုလေးတွေပေါ့နော်ဒါကအရေးကြီးတာလေးတွေကျွန်တော်တို့ကညှိပေးရတာပေါ့နော်ဒါနှလုံးနဲ့ပတ်သက်တာတွေပါပဲအများစုဖြစ်တဲ့အရှိချစ်ခုယောဂါကိုကျွန်တော်ကဒါအကြံပြင်းလေးပဲပြတာအဲအဲ့လောက်ဆိုရင်တော့နည်းနည်းနားလည်မယ်လို့ထင်ပါတယ်